ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာမျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့အရိမတ္တယဘုရားပွင့်ပြီးနောက်၆ဆူမြောက်ရန်တီမုနိမြတ်စွာဘုရားလောင်းသည်မိမိဖြစ်သည်ဟုမိန့်ကြားလိုက်တဲ့မိုင်းဖုံးဆရာတော်ရဲ့အကြောင်းကိုမျှဝေတင်ဆက်ပေးခြင်းပါတယ်ပရိသတ်များအားလုံးကလည်းနားဆင်ပေးပါအောင်ခင်ဗျာနောင်ပွင့်တော်မူမည်ဘုရားဆယ်စုမှာအရိမတ္တယမြတ်စွာဘုရားမှစတင်ရည်တွယ်ပါက၆ဆူမြောက်ရန်တီမုနိမြတ်စွာဘုရားလောင်းသည်မိမိဖြစ်သည်ဟု မိုင်းမုန်းစရာတော့မိန်တော်မူခဲ့ပါတယ်။နောင်ပွင့်တော်မူမိဘုရားဆေစုမှာအရိမိတ္တရမြတ်စွာဘုရားမှာစတင်ရည်တွယ်ပါက၆စုမြောက်ရန်တီမုနီမြတ်စွာဘုရားလောင်းသည်အပေသို့သောပုဂ္ဂိုလ်ဖြစ်ပေလိမ့်မည်နီ။မိုင်းမုန်းစရာတော်ဘုရားကြီးထိုင်းနိုင်ငံ မိုင်းကောင်းကူ၌ပထမအကြိမ်၃နှစ်၃လ၃ရက်အတိတ်တန်ထွက်သည့်အချိန်မှာဟောကြားခဲ့သည့်တရားတော်အားဘာသာပြန်ဆိုတင်ပြပေးလိုက်ပါရ။၃နှစ်၃လ၃ရက် ဘာဝနာပွားများလာတာဘာတစ်ခုမှမရသေးဘူးဘာတစ်ခုမှမမြင်သေးဘူးတရားဓမ္မတွေပဲတွေ့တယ်ကိုကိုကိုပဲတွေ့တယ်လောကပဲတွေ့တယ်နာမည်တွေ့တယ်သင်္ခါရပဲတွေ့တယ်ဘာတစ်ခုမှမအောင်မြင်သေးဘူးစူလသောတာပန်တဂရာကံအနာကံယဟန္တာမအောင်မြင်သေးဘူးဘာတစ်ခုမှမအောင်မြင်သေးဘူးတရားဓမ္မပဲတွေ့ရတယ်တန်ဝေကပဲတွေ့ရတယ်စိတ်ကိုပိုပြီးကောင်းဝင်လာအောင်ထိန်းနိုင်တယ် မိမိရဲ့အကျင့်စရိုက်ကိုပြောင်းရတယ်။မိမိကိုယ်ကိုလေ့ကျင့်ရတယ်။မိမိကိုယ်ကို မလေ့ကျင့်တဲ့သူကအသက်တရာရှိနေလေတည်သူနဲ့အတူတူပါပဲ။ငါမိုင်းဖုံးစရာတော့ကနောက်တစ်ချိန်မှာရန်တိမုနိဘုရားတဆူဖြစ်မယ်။အရိမတေယမြတ်စွာဘုရားကနေရည်တွက်ရင်၆ဆူမြောက်ဖြစ်မယ်။ကြာအောင်မယ်။အခုချိန်မှာဆုတ်ခေဖြစ်တယ်။အများစုအကုသိုလ်စိတ်ဖြစ်တဲ့သူကနှစ်ပုံရှိတယ်။ကုသိုလ်စိတ်ဖြစ်တဲ့သူကတစ်ပုံပဲရှိတယ်။ တပုံတောင်မှနဲတယ်ငရေသွားတဲ့သူကအယမ်းများတယ်တရိစံမွေးနွားမွေးတလို့ပဲနေပန်သွားတဲ့သူကနွားချိုလောက်ပဲရှိတယ်အဲ့ဒါကြောင့်မလွယ်ကူဘူးလူတိုင်းမှာ body စိတ်ရှိတယ်ပြုလုပ်နိုင်တယ်ဓမ္မကိုမြင်နိုင်တဲ့မျက်စိလူတိုင်းမှာရှိတယ်ပါရမီအခြေခံကလူတိုင်းမှာရှိပြီးသားပါစူးစမ်းပြီးအတိတ်ဘဝများစွာကမိမိပါရမီပွားများခဲ့ရတဲ့အရာတွေကို ပြန်ပြီးတော့နှိုးဆွပါဒါနသီလ နေကမပညာဝရိယခန္ဒီတစ္ဆာအတိတ်ထံမေတ္တာ ဥပိ္ပခာပါရမီ အကုန်လုံးက ပါရမီရှိတယ်ဗောဓိစိတ်ရှိတယ်ဒါပေမဲ့အတုံးမပြုတ်တတ်ကြဘူးမမြင်တတ်ကြဘူးငှက်လေးလိုအာကာသမှာပြန်နေပေမဲ့အာကာသမှန်မသိဘူးငါကရေထဲမှာနေတယ်ရေမတွေ့ဘူးတီကောင်ကမြေကြီးထဲမှာနေပြီးမြေကြီးကိုစားတယ်ဒါပေမဲ့မြေကြီးကိုမတွေ့ဘူး လူတွေကဒုက္ခနဲ့နေတယ်ဒုက္ခမှမသိဘူးဒီလောကကြီးမှာဒုက္ခကလွဲရင်ဘာမှမရှိဘူးမိမိနေကြနဲ့တကာတကာမှအပေါင်းတို့မကြခင်မှာတေးပြီးခွဲခွာကြရမယ်ဒီလောကကြီးထဲမှာဘယ်သူမှကြီးမနေဘူးရုပ်နာကမတည်မြဲဘူးဒုက္ခဖြစ်တယ်မတည်မြဲတဲ့အရာတိုင်းကဒုက္ခပဲဒုက္ခဆိုတဲ့အရာကကိုထင်းချို့လို့မရဘူးမမွေးခိုင်းလေမွေးတယ် မအိုခိုင်းလဲအိုတယ်မနာခိုင်းလဲနာတယ်မသေးခိုင်းလဲသေးတာပါပဲတတိဖြစ်လဲသေးတာပဲရှင်ဘီရင်ဖြစ်လဲသေးတာပဲတရောင်းစားဖြစ်လဲသေးတာပါပဲလူကောင်းနာမည်ကြီးတဲ့သူလဲအတူတူသေးရတာပါပဲအဲ့ဒါကြောင့်မသေးခင်အသက်ခန္ဓာရုပ်နာဝင်လေထွက်လေရှိနေတော့မှမမေ့မလျော့ကြနဲ့မွေးလာပြီးယရနာ၃ပါးနဲ့မြတ်စွာဘုရားသာသနာနဲ့ လာကြုံတွေ့နေတဲ့အချိန်မှာအလကားမဖြစ်စေနဲ့မွေလာရာကျိုးမဆုံးရှုံးစေနဲ့မွေလာပြီးအလဟာတမဖြစ်စေနဲ့မွေလာပြီးရံမဖြစ်ကြနဲ့မွေလာပြီးအကုသူတွေဝတ်တွေမပြုတ်လောက်ကြနဲ့လောကမှာမွေပြီးတည်နေရတာမဆုံးနိုင်ဘူးအဲ့ဒါကြောင့်အသက်ကိုမမေ့ရောကြနဲ့စိတ်ကောင်းရှိပါကောင်းတဲ့စကားကောင်းတဲ့အလုပ်ပဲလုပ်ပါလူဖြစ်ရင်ကောင်းတဲ့အရာသုံးချက်ရှိပါတယ် ကောင်းတဲ့အရာမရှိရင်တည်သွားရင်ငရဲကိုကြမယ်ပိတ်တာတရိษံဖြစ်သွားမယ်ဝက်တွေခွေးတွေကနန်းတွေငားတွေဖြစ်ပြီးသူများအာဟာရအဖြစ်နေတိုင်းတတ်တာခံနေရမယ်လင်းယောက်ျားမိန်းမငင်းမြစ်တွေဖြစ်ကြမယ်ကိုယ့်ရဲ့မိတ်ဆွေတင်ကားတွေတွေဝိုက်တဲ့နီးနဲ့အကူသူတွေပြုလုပ်မိမှဆိုလို့အဲ့ဒါကြောင့်ဆရာတော်ကတရှိတရဝါးတွေအားလုံးကိုမြစ်တာထားလို့ငယ်စဉ်ကလေးကမစားဘူး လူဖြစ်လို့မေတ္တာစိတ်ရှိပါမေတ္တာကရုဏာမုဒိတာဥပေက္ခစိတ်နဲ့သီလရှိပါ လောကမှာကိုယ့်ရဲ့အမြင့်မြတ်ဆုံးအားကိုးရာကဓမ္မကလွဲပြီးဘာမှမရှိပါဘူးအဲဒါကြောင့်ဓမ္မကိုပဲ အားကိုးရာအဖြစ်နဲ့ရှိပါစေနောက်မှာတောကမဖြစ်စေနဲ့မြတ်စွာဘုရားက ဝေနေယတတဝါရီအပေါ်မှာကြီးမားတဲ့မဟာကရုဏာထားရှိလို့ကျေးဇူးတော်ကြီးမားပါတယ်မြတ်စွာဘုရားဂုံကျေးဇူးတွေက ကောင်းကင်မဟာသမုတ်တရားထက် ကြီးမားလို့ပြောပြလို့တောင်မရပါဘူး။မြတ်စွာဘုရားအဖြစ်တမ္မာတံဘောတိညာရရှိခဲ့တာနှစ်ပေါင်း1600ကျော်ရှိပေမဲ့သာသနာတော်ကအမြဲတမ်းတည်လွင်နေပါ रे ။ဒီသာသနာတော်ကရောင်ဝါးဝါးသာသနာတော်မဟုတ်ပါဘူး။မျက်စိပိတ်နားပိတ်သာသနာတော်မဟုတ်ပါဘူး။အကြောင်းအကျိုးနဲ့ယုံကြည်ရတာပညာနဲ့ယုံကြည်ရတဲ့သာသနာတော်ပဲ ဖြစ်ပါ रे ။ပညာနဲ့ဥဆောင်ရတဲ့ ပညာမပါရင်နိဗ္ဗာန်သွားလို့မရဘူးခန္ဓာကလူဖြစ်ပြီးစိတ်ကတရိစ္ဆာန်ဖြစ်တယ်လို့ခန္ဓာကလူဖြစ်ပြီးစိတ်ကပိတ်တာဖြစ်တာလည်းရှိပါတယ်ကံဝိကျွေးမျိုးစေ့ရှိနေလို့ခန္ဓာကမိကိုအားထားရာမွေးရမည်ဖြစ်တယ်ကိုလှုပ်ထားတဲ့ကံကောင်းသည်ဆိုသည်ကုသိုလ်အကုသိုလ်ဖြစ်စေအဲ့ဒီရလေအတိုင်းခံစားဆန်စားရမယ်တရိစ္ဆာန်ဖြစ်စေလူဖြစ်စေနိဗ္ဗာန်မရောက်မီစက်ချာ ီလောကကြီးထဲမှာကျင်လည်နေသည့်ဒုက္ခရောဒုက္ခပါ ကြုံတွေ့နေရမယ်။လောကရန်၈ပါးလတ်လာပါရှိမယ်။လတ်လာပါဆုံးရှုံးမယ်။ယာတို့ရှိမယ်။ယာတို့ဆုံးရှုံးမယ်။ရှိမြောက်မယ်။ကဲ့ရဲ့မယ်။ချမ်းသာမယ်။စင်ရဲမယ်။လောကရဲ့ဓမ္မတာပါပဲ။ဘယ်သူမှကြီးမြောက်တာတစ်ခုပဲရှိမှာမဟုတ်ပါဘူး။ဘယ်သူမှကြီးမြောက်တာတစ်ခုပဲရရှိမှာမဟုတ်ပါဘူး။ဘယ်သူမှကဲ့ရဲ့တာတစ်ခုပဲရရှိမှာမဟုတ်ပါဘူး။ ဘယ်သူမှကောင်းမှုတစ်ခုတည်းလုပ်တာမရှိပါဘူးဘယ်သူမှမကောင်းမှုတစ်ခုတည်းလုပ်တာမရှိပါဘူးလူတိုင်းကကောင်းတာရောဆိုးတာပါလုပ်ကြပါတယ်တကယ်လို့ body စိတ်မဖြစ်သေးဘူးဆိုရင် ရောင်ဝါးဝါအဝိဇ္ဇာလူဖြစ်နေမယ်အဝိဇ္ဇာကခန္ဓာဖြစ်စေတဲ့အကြောင်းရင်းပါပဲခန္ဓာကကုသိုလ်ပြုလုပ်ပြီးနတ်ပြည်ရောက်စေတယ်ခန္ဓာကအကုသိုလ်ပြုလုပ်ပြီးငရေပိတ်တာအတုရကေဖြစ်စေတယ်တချို့အချိန်တွေမှာ စာလောင်နေတဲ့ပိတ်တာဖြစ်နေတယ်။တချို့အချိန်မှာအာကုတူကိုချက်ကြောက်တယ်။အဲ့ဒါဆိုနှက်ဖြစ်နေတယ်။အမှန်တကယ်အာကုတူကိုချက်ကြောက်နေရင်ကိုကနှက်ဖြစ်နေတာပဲ။မြန်မာစိတ်ဖြစ်နေတဲ့အချိန်မှာမေတ္တာ၊ဂယုနာ၊မုဒိတာ၊ဥပိ္ခာအဲ့လိုစိတ်ရှိနေရင်ကိုကလူဖြစ်နေပေမဲ့မြန်မာဖြစ်နေမယ်။အဲ့ဒါကြောင့်စိတ်ကအရေးကြီးဆုံးပဲ။ဓမ္မတရားအားလုံးကကြီးမြတ်တဲ့စိတ်ဖြစ်တယ်။ ကောင်းဆောင်စိတ်ဖြစ်တယ်။အရာအားလုံးကစိတ်နဲ့ပဲအောင်မြင်တယ်။ကိုယ့်ရဲ့စိတ်ကမကောင်းရင်ဘာပဲလုပ်လို့မကောင်းဘူး။အပြောအဆိုလည်းမကောင်းဘူး။အလုပ်လုပ်လည်းမကောင်းဘူး။မကောင်းတဲ့အရာတွေလုပ်တဲ့အတွက်မကောင်းတဲ့အရာတွေကကိုယ့်ကိုနင်းချင်နေမယ်။ဘာနဲ့တူလဲဆိုတော့နွားလဲပင်ကြီးကနွားချီရကိုနင်းလိုက်တယ်လို့ပါပဲ။ကိုယ့်ရဲ့စိတ်ကကောင်းနေရင်ကောင်းတဲ့အရာကိုပြောပြီးကောင်းတဲ့အရာကိုလုပ်တယ်။ကိုကောင်းတဲ့အရာကိုလုပ်ရင် ကောင်းတာတွေကဘဝတိုင်းကိုလိုက်ပြီးကပ်ပါနေမယ်။နိဗ္ဗာန်တိုင်အောင်အရိတ်ကကိုးနောက်မှာကပ်ပါနေတယ်လို့ပါပဲ။ဘယ်လန်းကို သွားခြင်းလဲဆိုတာကိုယ်တိုင်ရွေးချယ်ကြ။ငရဲကိုသွားမယ်ဆိုလဲရွေးကြ။နိဗ္ဗာန်ကိုသွားမယ်ဆိုလဲရွေးကြ။ပိတ္တာတရိစ္ဆာန်ဖြစ်ခြင်းရင်လဲရွေးကြ။ဘယ်သူကမှကူညီလို့မရပါဘူး။အတ္တာဤအတ္တနောနာထောမိမိကိုယ်သာ ကိုယ်ကိုယ်အားထားရာဖြစ်တယ်။တခြားအရာကကိုယ့်ရဲ့မိကိုယ်အားထားရာဖြစ်လို့မရဘူး။ ကိုယ့်ရဲ့ကောင်းတဲ့အရာတွေကို ထိမ့်သိမ့်ထားပါ စားလိုမျိုး သူ့ရဲ့အငံတက်ကို ထိမ့်သိမ့်ထားပါနှစ်ပေါင်း၁၀ရာချီအထိငံနေတော့မယ်ရွှေစင်ရုပ်နဲ့တူတယ်ရေထဲကြလဲမမျောဘူးမီးထဲကြလဲမလောင်ဘူးဘာသာပြန်သူဒေါ်စုစုမင်းစာစီတိဖြတ်ဥခင်မောင်ကျော်မိုင်းမောင်ဆရာတော်ကြီးကို အပေါ်ရန်အကဲဖြတ်ဝေဖန်နေတဲ့လူမိုက်မိစာဒိဋ္ဌိဝါဒသမားများ အစိုးမြင်စိတ်ရှိတဲ့အစွန်းရောက်ဝါရသမားတချို့တည်စီရန်မိုင်းဖုံးစရာတော်ကြီးကိုမိမိညံတထွားတမိုက်နဲ့ဝေပန်လေးကန်နေသူများဖားတူလိုခယုခုံတလိုဖြစ်နေပြီမို့နောင်တန်တရာအကြီးရင်လေးစွာနဲ့တတိပိစကားဆိုလိုက်ပါရစေမိုင်းဖုံးစရာတော်ကြီးကိုဝေပန်မယ်ဆိုရင် ကိုယ်တိုင်ကငါးပါးတီလလုံးချုံရဲ့လားအရင်ဆုံးစဉ်းစားသုံးသပ်ပါ ကို့မှာအိတ်တာမစ္စရိယမနာလိုဝင်တိုစိတ်ဘလောက်ထိပါနေပြီလဲ မှန်ရှိမှရက်ကြည့်သလိုကိုယ်စိတ်ကို ပြန်ပြီးဆန်းစစ်ပါဆရာတော်ကြီးလို မစားမတောင်းတဲ့တော်ရဲမှာတပါးတည်းကျင့်နိုင်ပြီလားတေချာစဉ်းစားပါအိမ်ကအေကွင်းကန်းထဲမှာတားနဲ့မရနဲ့အေးအေးဆေးဆေးဆိုဖာလေးနဲ့နှက်ပြီးတော်ရဲမှာနှစ်ပေါင်းများစွာအရာရာကိုစွန့်လွတ်ပြီးနေထိုင်ကျင့်ကြံလာတဲ့ဆရာတော်ကြီးကိုဝေဖန်နေရတာရှက်စရာကောင်းတဲ့ဖះမကြိုက်နတ်မကြိုက်တဲ့သူတော်ကောင်းတွေမနစ်မြိုတဲ့အလုပ်ကို ငါလုံမိနေတာလားဆိုတာကိုအသိဉာဏ်ရှိရှိနဲ့တရီလေးတစ်ချက်ဝင်စီခြင်းပါတယ်။မိုင်မုံဆရာတော်ကြီးပရိစိတ်နေတာကိုအပေါ်ယံကြည့်ပြီးဝေဖန်သူတိုင်းကိုယ်တိုင်ကရောမိမိအိမ်မှာတရက်လောက်ဥပုပ်ဆောင်နိုင်ပြီလား။တဏှာကြီးလောက်ငြိမ်ငြိမ်သက်သက်လေးတရားမှတ်နိုင်ပြီလားဆိုတာကိုမျက်ချီကိုမြင်အောင်ပြန်ကြည့်ကြပါ။မြန်မာလူမျိုးတို့မတိုးတက်ရခြင်းတပြေးပြေးဆုပ်ယုပ်လာခြင်းအကြောင်းကတော့သူတစ်ပါးအပြစ်ကိုသာမြင်လွယ်တတ်ခြင်း မိမိကိုယ်ကိုအပြည့်မမြင်ကောင်းအောင်မပြုပြင်နိုင်ခြင်းသူကောင်းကောင်းမကောင်းကောင်းကိုကောင်းဖို့သာအတေကားဆိုတဲ့သူတော်ကောင်းစိတ်တဲ့အခြေခံနေပါလာတာအရာရာကို အစိုးဘက်ကသာ ဥတီစဉ်းစားတတ်လာတာအကောင်းမြင်စိတ်တွေကို မထားနိုင်တာမုရိတာတရားမပွားနိုင်ပေမေတ္တာတရားတိခံခွင့်လချင်းတရားများနေပါလာခြင်းကြောင့်ပဲဖြစ်ပါတယ်တဆိတ်ရှိ သူတစ်ပါးအပြစ်ကိုသာမြင်တတ်ပြီးတော့ကဲ့ရဲ့လက်ညှိုးထိုးတတ်တဲ့ လူတန်းစားဘဝကနေအမြန်လွတ်မြောက်ပြီးတော့အထက်တန်းစားဗုဒ္ဓဘာသာဝင်လူမျိုးများဖြစ်နိုင်ကြပါစေလို့ဆုတောင်းပေးရင်းနဲ့ဒီကနေ့ရင်တင်ဆက်မှုလေးကိုဒီမှာပဲညှနာပါအောင်မယ်ခင်ဗျာ။